အခုတော့မြုပ်သွားဟုတ်တယ်မြုပ်သွားတာခုပြန်ပေါ်လာငါလည်းလုံးတော့ပြန်ပေါ်တာအကွဲချောင်းပါတယ်အစ်စ်ပြိုအဟောင်းပေါ်ပေါ့ဟုတ်တယ်ဩအဲ့ဆိုဒါဒါပြန်တူးမှာပေါ့ပြန်တူးမှာပါတယ်အဝမျိုးမေတ္တာကြောင့်ပြင်ပအဝမျိုးချေအချင်းမြောက်တော့အရောက်ဒီမြေပေးမှာသူကဒီရေနန်းတော်ဆိုတာကဒီရေနန်းတော်ရဲ့သဘောကတော့ဒိုဟာဒီရေနန်းတော်ဆိုတဲ့သုံးလုံးကိုဒီအဝမှာစင်တူးရှင်မြေတူးမင်းလက်ထက်ကလေးကစပြီးတော့သုံးနေပြီပေါ့1120ခေါ်အဲအဲ့လောက်ကနေက သူကမြေဒူးမေးလက်ကမှာလည်းသုံးတယ်သင်ကူးမေးလက်ထက်လည်းသုံးတယ်လက်ရှိခုပေါ်လာတာကြီးကတော့ဘာကြီးတော်သံဃာမေးလက်ထက်1185လောက်မှာစောက်ခဲ့တဲ့ရေလက်တော့ပေါ့ဘာကြီးတော်သံဃာမေးလက်ထက်ကအင်းဝါမျိုးကိုလေးချိန်မြောက်တည်ခဲ့တဲ့သံဃာမေးလက်ထက်မှာစောက်ခဲ့တဲ့ရေနန်းတော် ဖြစ်တယ်။နောက်ပြီးကျတော့ရေနန်းတော်ဆိုတာကဥမာအရာရီမြေတွင်မှာရေသပင်ခန္ဓာကျင်းပါတာတို့ဒီကတော်တလင်းလားလှေပြိုင်ပွဲကျင်းပါတာတို့အဲ့လိုကျင်းပါတဲ့ပွဲတွေမှာဆိုရှင်ဘင်းဟာဒီရေနန်းတော်မှာဆန်ပြီးတော့ပွဲသပင်ခံပြီးတော့ကြီးထူတယ်ပေါ့ကွာ။ အဲအဲ့အန်တို့လုတ်တယ်နော်ဝိညာဉ်တော့ခေါင်းစင်းမင်္ဂလာကျင်းပတာတွေလုတ်တယ်နောက်တစ်ခုကပါလဲဆိုတော့ရှင်မင်းခီးပြတ်ပြီးပြန်လာတဲ့ခါမှာအတွင်းနန်းတော်မဝင်ပဲတဲ့တခါတလေရေနန်းတော်မှာပဲညာအိတ်ဆန်တာတွေပါတွေလုတ်တယ်ခုခေတ်လူလူပြောမယ်ဆိုရင်တော့ဟိုဟာဘောကမြေကြီးတပြူပြူနဲ့အေးလူလူရှိတဲ့ဒီမြေပြင်မှာစောက်ပွားပါပန်းပြေဖို့အတွက်စောက်ထားတဲ့နန်းတော်သဘောမျိုးပေါ့ နန်းတော်ကြီးတခုလိုပဲနန်းတော်ကြီးတခုလိုပဲတဝဲဆောင်တောင်တဝဲဆောင်မြောက်တဝဲဆောင်မြေနှမ်းပြသက်လဝဲလက်ရမြေနှမ်းပြသက်နောက်ပြဖဲတိုက်ဆောင်တွေအကုန်ပါတယ်ကျွန်းတိုင်ပေါင်းဟာ၄၅၀လောက်သုံးပြီးတိောက်ခဲ့တဲ့နန်းတော်ကြီးလေအေးအဲ့လိုမျိုးပေါ့ကျွန်းတိုင်လုံးပေါင်းဟာ၄၅၀လောက်တိောက်ပြီးတိောက်ခဲ့တဲ့နန်းတော်ကြီးလေဖြစ်တယ်အကြောင်းလို့ဒီအကြီးကလည်းကြီးကြီးခဏတဲ့ဆောင်းပေါ့ဒါပေမဲ့ခုတော့အောက်ကအုပ်ကုန်ဖက်နဲ့တည်နေပြည်ကင်းလီကားတွေပဲတွေ့တော့တာပေါ့ဒီဟာကိုပြောချင်တာကတော့ကျွန်တော်တို့ဘာလဲဆိုတော့ မြေယူကတာဟိုမဒီကအိထင်းသိဖို့ဆိုရင် ARD မြေကြီးမတိုက်စားဖို့လိုတယ်လေအဲကြောင့်လို့ ARD မြေကြီးတိုက်စားမှုမှာကာဝယ်ဖို့ရင်ထိန်ရမယ်ပြီးပြီဆိုရင်ဒီဟာကြီးကိုဟိုဟာပေါ်ပြီးတော့နိုင်ငံခြားသားအဲ့တွေပြည်သိပြည်ပါအဲ့တွေလာနိုင်အောင်လုပ်ရမယ်မူလနန်းတော်အတိုင်းပြန်ဆောက်နိုင်ရင်တော့ကောင်းဆုံးပေါ့အဲ့ဒီကောင်ရှိတာကတို့မျိုးရိုးတွင်းထဲမှာရှိတာမဟုတ်ဘူးမျိုးရိုးရဲ့အပြင်ဘက်တရားဝင်မြင့်တဲ့ဒုဒ္ဒဝီမြင့်တဲ့စုံတဲ့နေရာမှာရှိတာလေ

ရာဦးမှာပေါ်ဒီဒီဒီရေနံတော်ပနတ်ပုံပရာလိုက်မှာပါတယ်ပနတ်ပုံရဆိုရေနံတော်အုပ်ကမှာသေက၅သိန်းရှိတယ်အတည်ကင်းလေက၅သိန်းကိုပြန်ဖော်မယ်ပြီးအုပ်ခုံကြီးကိုပြန်ဖော်မယ်အုပ်ခုံကြီးကိုပြန်ဖော်လိုက်တဲ့ခါမှာဘာလို့ရှိတော့ထောက်ခဲတဲ့တိုင်ယာတွေရှိနိုင်တယ်ဒါပြီးကြတော့ရေထွက်တွေရေနှုတ်တွေပါတယ်ရေနှုတ်ပေါက်တွေရှိနိုင်တယ်ရှိပြီဆိုရင်အဲ့ဒါတွေတွေ့ပြီဆိုရင်အဲ့ဒီတိုင်ကိုပြန်ပြီးတော့စောက်လို့ရပြီပေါ့

ကုန်းပေါင်ခစ်အလဲပိုင်းအမရပူရခစ်လက်ရစီးစီးကြကြပြောမယ်ဆိုရင်တက္ကရနဲ့ပြောမယ်ဆိုရင်1180နဲ့5ခုလောက်ကစောက်ခဲ့တာကောင်းကျွားတော့ဗျာအခုငါတို့ကလည်းကွာငလီကြီးလှုပ်လိုက်တော့ကြတော့ဘာပြောပြောရှောင်းဆောင်တော်တော်များများပြည့်စည်သွားတယ်ဗောမယ်တို့ကြောင်းကြီးပါဝင်ဗောအဲအဲ့နေရာမှာအခုဒီရေနန်းတော်နေရာကြီးကဟောကနေဆိုရင်ငလီအကွဲကြောင်းနဲ့သူပြန်ပေါ်လာတဲ့အတွက်မယ်တို့ကြောင်းကြီးစားပြန်ရသလိုပဲဗောဥမာလက်ကြည့်စီကနေရာတစ်ခု ြီးွားတွေတိုးလာတာပေါ့အစိုးရကောက်လို့ပြောအောင်ပါငလင်းကြောက်ပြစည်းခဲ့ပြီမယ်ဒါကြီးပေါ်လာတဲ့အတွက်ပြည်သူပြည်သူအတခုတန်းပေါ်လာမယ်ကြီးကျူးလို့ရအောင်လဲပေါ်တော့ပြင်းပြင်းနေပေါ့